Hello အားလုံးပဲမင်္ဂလာပါ United Show ကနေကြိုဆိုပါရစေ။ Crystal Palace နောက်ခံကစားမှဖြစ်တဲ့ငါမဂေဟီနဲ့ပတ်သက်တဲ့သတင်းအပြင်ကျွန်တော်စီကူကူနီနဲ့ပတ်သက်ပြီးတော့လေ Richard Fee က report လုပ်ထားတဲ့သတင်းတွေကျွန်တော်ရထားပါရစေ။ဒါရင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဆွေးနွေးကြည့်အောင်ပါ။အားလုံးပဲမင်္ဂလာပါ။အားလုံးပဲမင်္ဂလာပါ။ဆိုတော့ပထမဆုံးအနေနဲ့ကတော့ကျွန်တော်တို့ကလူငယ်ကစားမှလေးဖြစ်တဲ့စီကူကူနီပေါ့နော်။ ယူနိုက်တက်ရဲ့ကွင်းလေကစားမလေးဖြစ်တဲ့ဂူနီကလက်ရှိအသင်းကြီးရဲ့လူစင်းရင်းထဲမှာဆိုလို့ရှိရင်ဒါ9ရောက်မြောက်ဦးစားပေးဖြစ်တယ်ပေါ့နော်။ဆို9ရောက်မြောက်ဦးစားပေးဆိုတော့အသင်းမှာနေရာလုံးဝမရဘူးလို့ကိုကျွန်တော်ပြောလို့ရတယ်။ဘရူနိုဖနက်စ်ကက်ဆမီရိုအမ်ကိုဗီမင်းနူဦးကာဒီပြီးမှစီဂူဂူနီဆိုတဲ့ပုံစံမျိုးဖြစ်နေတယ်။အခုကမင်းနူတို့လိုကစားမတွေတောင်မှပွဲကစားခွင့်မရတဲ့အခြေအနေမျိုးမှာစီဂူဂူနီတွက်ကအသင်းကြီးစီနီယာအသင်းကြီးမှာဘယ်လိုမှန်ကိုမျှော်လင့်ချက်ကျွန်တော်မရှိဘူးဖြစ်နေတယ်ပေါ့နော်။အဲ့တော့အသင်းတွက် ပြင်စမမြောက်ဦးစားပေးဖြစ်နေတယ်ဆိုတော့အတင်းဘက်ကစီကိုကိုနီကိုပွဲကစားချိန်နေเนาะပြန်ပြီးတော့ရနိုင်ဖို့အတွက်ကစားမဖြစ်သူတိုးတက်လာဖို့အတွက်ဆိုလို့ရှိရင်ကျွန်တော်တို့အငှားချဖို့ဇန်နဝါရီအပြောင်းအရွှေ့မှာရှိနေတယ်ပေါ့เนาะအတင်းဘက်ကအငှားချဖို့ဒါစီစဉ်ထားတယ်တကယ်လည်းကျွန်တော်တွေးကြည့်ရရင်ဒီကောင်လေးကသူ့အသက်အရွယ်နဲ့ပေါ့နော်သူ level နဲ့သူဆိုလို့ရှိရင်တော့တော်တော်ကောင်းတဲ့ကစားမလေးတယောက်ကျွန်တော်ဖြစ်နေပြီပေါ့နော်နိုင်ငံလေးဝေးစင်မာလီအတွက်လေဟိုတနေ့ကအင်ဒိုနီးရှားနဲ့လာသူတို့ကစားတာတူတူတီကြတဲ့ပွဲမှာဆိုလို့ရှိရင်သူနှစ်ကိုးစလုံးနေပါလိ twin နေပေါ့ဆိုတော့သူတို့ရဲ့ level တန်းတူမှာဆိုလို့ရှိရင်တော်တော်လေးကိုကောင်းတဲ့ကစားမတယောက်ဖြစ်နေပြီပေါ့နော်ဒါကြောင့်လည်းအသင်းဘက်ကကျွန်တော်ခေါ်ထားတာသို့တော်လည်းပရီးမီးယားလေးအတွက်ကျွန်တော်လိုအပ်ချက်တွေအများကြီးပါ physical ဘိုင်းဆိုင်ရာလိုအပ်ချက်တွေကျွန်တော်အများကြီးရှိတယ်ဒါအပြင်ပရီးမီးယားလေးရဲ့ intensity ဘိုင်းဆိုင်ရာကိုလိုအပ်ချက်တွေအများကြီးရှိနေတယ်လို့အသင်းနဲ့လည်းကစားကွင်းရဖို့ကတော်တော်လေးကိုအခြေအနေကနည်းနေတာဆိုတော့ဒီကစားမလေးရဲ့ပေါ်တော့ကျွန်တော်တို့ဒီခနာကိုအချိုးစားနေကဘလူးမန့်ကိုပရီးမီးယားလေးကွင်းလေလို့နေရာမျိုးမှာကစားဖို့ကအဆင်မပြေဘူးဖြစ်နေတာပေါ့နော် ဆိုတော့လက်ရှိမှာဥကာတီလိုကစားမမျိုးရဲ့နောက်မှာဦးစားပေးဖြစ်ရှိနေတဲ့ဆိုကြတဲ့ကကျွန်တော်တွေးကြည့်လို့ရတယ်ဗျဆိုတော့အတင်းတွက်ကျွန်တော်ဒါအတင်းတော်ဆုံးကကစားမဖြစ်သူကိုကျွန်တော်ဒါအငှားချဖို့ပဲအငှားချဖို့ပဲဆိုတော့အတင်းဘက်ကလည်းဒါကြောင့်ဇန်နဝါရီမှာအငှားချဖို့စဉ်းစားထားတယ်ပေါ့ဒါကောင်းတဲ့တင်လို့ကျွန်တော်ထင်တယ်အတင်းဘက်ကကျွန်တော်ဒီကစားမဖြစ်သူတိုးတက်တာတွေကိုကျွန်တော်စက်တိုက်မြင်ရဖို့လိုတယ်ဆိုတော့သူတိုးတက်မှုတွေမနှေးဖို့ဆိုလို့ရှိရင်ကျွန်တော်ကကြားထဲမှာဘယ်လိုပြောရမလဲဒီလုံးဝပေါ့နော် ဟိုမှာဒီမဖြစ်ဖို့လိုတယ်မဖြစ်ဖို့လိုတယ်ဆိုတာဘယ်လိုပြောရမလဲဒီသူသူတိုးတက်မှုကိုနှီးစီမဲ့အရာတွေကျွန်တော်တို့အဟန်တာအဖြစ်ကိုရရှိမနေဘူးလိုတယ်ဗျာအခုကျွန်တော်တို့ရှေ့မှာဆိုလို့ရှိရင်လူငယ်ကစားမားတွေကိုကျွန်တော်အတင်းမှာဆက်ပြီးတော့ထားခဲ့မှုပြီးသားအဲ့ဒီတော့ကဆိုလို့ရှိရင်ကစားမားတွေနေနဲ့တည်တယ်မလားဘယ်လိုပြောရမလဲအတင်းမှာကပေါ့နော်ကိုယ်ကစားချိန်ကြီးကလည်းမရကိုရီဘက်ကလည်းအငှားတွေမချနဲ့အကုန်တိုင်ပတ်နေတာအကုန်တိုင်ပတ်နေတာအဲ့တော့ကိုနီတို့ကိုဇန်နဝါရီမှာအငှားချတာဒီအတင်းတွေအတင်းတော်ဆုံးပဲဆိုတော့အတင်းဘက်ကတော့ဒီမှာအဲ့ဒါလိုပြင်ဆင်ထားတယ်ပေါ့နော်ဒါကောင်းတဲ့တစ်ချက်လို့ကျွန်တော်ထင်တယ် ဆိုနောက်တစ်ခုကဂီဟီနဲ့ပတ်သက်လို့ပေါ်လီခရစ်စတဘဲလေးရဲ့နောက်ခံကစားမှဖြစ်တဲ့ဂီဟီကိုအတင်းဘက်ကခေါ်ဖို့အတွက်အမှန်ကန်စောင့်ကြည့်နေတယ်ဆိုပြီးတော့ကျွန်တော်သိထားရတယ်ကြော United ကစာရုပ်တံတန်းလဲ6လလောက်ပဲကျန်တော့တာဖြစ်တယ်ဆိုတော့ဒီကဒီဂေဟီရဲ့အခြေအနေကိုပေါ့နော်တော်ကိုနီနီကက်ကစောင့်ကြည့်နေတာပေါ့နော်နောက်ခံလူနေရာမှာလဲ United ကဘယ်လိုပြောမလဲတော်တော်ကိုဦးစားပေးဖြစ်စဉ်းစားထားတဲ့ကစားမစင်းနဲ့မှသူပါတယ်လို့နေရာဒီပြောင်းရှုမှာလဲတံတန်းကုန်မဲ့မကွိုင်းရရဲ့နေရာမှာပေါ့နော် တရိုဒီစာချုပ်တက်တန်းတူဘူးတရင်နေထွက်နေပြီမဲ့လေလို့တက်တန်းတူဘူးကအင်မတန်ခဲရင်နေတယ်ခဲရင်နေတယ်ဆိုတာအခုချိန်ဒီမကွမ်းရကိုတက်တန်းတူဘူးအတွက်ကျူးပန်းနေနေရမှာတိုးတက်လာတဲ့လက္ခဏာတွေကျွန်တော်ဘာမှမမြင်ရသေးဘူးအတင်းဘက်ကလေအဲ့တော့မကွမ်းရကိုတက်တန်းမတူပစ်ဖင်းနဲ့ဂေဟီကိုအစားထိုးခေါ်လိုက်တဲ့အမျိုးလေးလည်းကျွန်တော်မြင်ကောင်းမြင်ရနိုင်တယ်ဒါအပြင်လက်ရှိခရစ်စတယ်ဘေးလစ်မှာဒီကစားမှာက3 bet system မှာကစားနေတာပေါ့နော်အင်္ဂလန်လေဗီစင်ကစားမှာတယောက်လေးကျွန်တော်ဖြစ်တယ် တကယ်ကို quality player တယောက်လည်းဖြစ်တယ်ပေါ့ဆိုတော့အသင်းတော်ကတော့ဒါဟာ new year di plan နေပေါ့လေ new year di plan နေဆိုတာကျွန်တော်လက်ရှိဇန်နဝါရီမှာဘာမှလုပ်လို့မရဘူးဈားထဲမှာဇန်နဝါရီမှာ liverpool တင်းရဲ့ဘက်ကကောက်ခေါ်သွားရင်တော့ကိုကြီးလည်းဘာမှတတ်နိုင်မှာတော့မဟုတ်ဘူးဗျာသိလားဒါပေမဲ့ကျွန်တော်တို့မှာက cancel line ကစဉ်းစားကြရည်ကျွန်တော်ရှိတယ်ပေါ့နော်ဟိုအခုဆိုလို့ရှိရင် harry maguire ကကျွန်တော်စာချုပ်တံတန်းကုံမှာခြေသွမ်းကလည်းအဲ့လောက်ကြီးဒီ aguare player တယောက်မဟုတ်တာ လန်နီယူရိုရဲ့ပုံစံကလည်းတည်တယ်မလားခြေသွန်းကမတည်မငြိမ်ဖြစ်တာလူရှောကဆိုပူတောင်းဆိုသေးတယ်အဲ့ဒီတဲကမှလက်ချာကဒဏ်ရာပြဿနာကြုံတာဆိုတော့ကျွန်တော်တို့မှဒီလစ်လောက်ပဲရှိတယ်ဗျာဒီလားအဲ့တော့အသင်းကတည်ကြတယ်နောက်ထပ်ခန်းစစ်ကစားမတယောက်ဒီကျွန်တော်တို့ပေါ့နော်ဦးစားပေး left center back central center back ပြစ်ကစားနေတဲ့သူလူကိုလူတယ်အဲ့တော့မဂီဟီဒီလက်ရှိ premier league မှာအရင်ကောင်းတဲ့ performance ပြနေတဲ့ player တယောက်ဖြစ်တယ်တကယ်အသင်းရဲ့ခန်းစစ်ကိုလည်းအားပြည့်တင့်နေတယ်မှာပါတယ် bowling ability နဲ့ area ကျွေးစပိုင်းဒီမှာလည်းအရင်ပြောစရာလိုတဲ့တယ်မှာမပါဘူးအတွေ့အကြုံကလည်းကောင်းနေပြီအတင်းကြီးတော်တော်များများရဲ့စိတ်ဝင်စားမှုတွေလည်းခံရရတယ်လို့ပြီးခဲ့တဲ့နေရာဒီပြောင်းရွှေ့ကဆိုရင်လေပေါ့ဦးကိုပြောင်းဖို့တော့ drolly နီးဆက်ခဲ့တာပေါ့နော်ဆိုတော့ဒီ crystal berry နဲ့လည်းစာချုပ်မကြံတော့ဘူးဆိုတဲ့အခါကျတော့အတင်းတွေကကျွန်တော်တန်ကြီးအများကြီးမပြီးဘဲနဲ့ခေါ်ရနိုင်မယ့်အခြေအနေမျိုးပါအဲ United တွေကခန်းစစ်မှာ Gihu ကိုအစားထိုးဖို့ကအများကြီးကြိုးပမ်းတင်နေတယ်မှာပါတယ်လို့ပဲကျွန်တော်ယူဆတယ် ဆိုညီကတို့ရောဘယ်လိုဘယ်လိုမြင်ကြလဲကျွန်တော်တို့မဂီဟီကိုအမှန်ကန်ခေါ်နိုင်မယ်လို့ကျွန်တော်ထင်ကြတာတေးကြတာတကူကတော့ကျွန်တော်တို့အားဖြည့်စရာတွေများတယ်ဆိုတော့ဗောနော်တရင်တွေကနေရာတုံကကစားမားတွေနဲ့ကျွန်တော်အတန်တော့ထွက်မှာပဲအဲအဂျီကမှကိုအတင်းရဘက်ကဘယ်လိုတုံ့ပြန်မလဲဗောနော်ဘယ်လိုတုံ့ပြန်မလဲဆိုတာဘယ်နေရာတွေကိုဦးစားပေးပြီးကျွန်တော်တို့ကကြိုးပမ်းသွားမှာလဲဗောဒါပဲကျွန်တော်အရေးကြီးတယ်ကျွန်တော်ညီကတို့ရောဘလူမီညလေဂီဂီကိုခေါ်ဖို့အတွက်ကြိုးပမ်းတင်တယ်လို့ထင်လားဇန်နဝါရီမှာဒါမှမဟုတ်ကွင်းလေကိုဦးစားပေးပြီးတော့ကြိုးပမ်းတင်တယ်လို့ထင်လားဆွေးနွေးကြပါအားလုံးကိုကျေးဇူးများကြီးတင်ပါတယ်